ါလို့တူညီတဲ့နာကျင်မှုတွေပဲခဏခဏပြန်ကြုံနေရတာလေဘလောက်ပဲဘာတွေပဲ learn လုပ်နေနေဘလောက်ပဲပြောင်းလဲဖို့ပဲစူးစမ်းစူးစမ်းနောက်ဆုံးမှာတော့ကိုကအရင်တော့ကကြုံရဘူးတွေနာကျင်မှုတွေကိုပဲချက်ခါတလဲလဲကြုံနေရတာမျိုးဖြစ်ဖူးလာရင်လူတွေကအခြေအနေတွေသာပြောင်းလဲသွားမယ် emotionally အရာကိုရဲ့အတုံပြန်တဲ့ပုံတွေကတော့အတူတူဖြစ်နေတော့မယ်အဲ့ဒါကဘာလို့လဲဆိုတော့ကျမတို့က ကိုယ့်ရဲ့အတွေးတွေကိုပဲ deal လုပ်နေရတာမဟုတ်ဘူး။ကျမတို့က pattern တွေတစ်ခုထဲမှာရှင်သန်နေကြတာ။ပြီးတော့အဲ့ဒီ pattern တွေကကျမတို့မမွေးခင်ကတည်းကရှိနေတာ။ အဲ့တော့အဲ့ဒီ pattern တချို့ကကလေးဘွားတွေကသာပါလာတာတွေဖြစ်တဲ့အတွက်တချို့ကျတော့ကိုမိသားစုအတိုင်းဝိုင်းကိုပတ်ဝန်းကျင်ကနေရလာတာအများစုကတော့ကျမတို့ကိုယ်တိုင်ရွေးချယ်ထားတာတွေမဟုတ်ဒါပေမဲ့အဲ့ဒီ pattern တွေကို ကိုကထပ်ကတလဲလဲလုံးမိလာတဲ့အချိန်မှာအဲ့ဒါတွေကကိုယ့်ရဲ့ပုံစံတွေဖြစ်လာတယ် and eddie aka ကိုဘွားတွေကိုအရင်ကလိုမျိုးပုံစံတူတဲ့လူတွေပုံစံတူတဲ့ပြဿနာတွေတစ်ခါပြီးတစ်ခါရောက်ရောက်လာတယ် ဒါမတော်တဆဖြစ်လာတာမဟုတ်နော်ဒါပုံစံတစ်ခုလိုပဲ pattern တစ်ခုလိုပဲတန်တရာလဲနေတဲ့ gwin set တစ်ခုလိုပဲ it's a vicious cycle ပြီးတော့ဒါရီကိုကျမတို့ကသတိထားမမိသရွေ့အော်ဒီလိုဖြစ်နေတာတွေကငါကံမဲနီးမှာပါဆိုပြီးတော့ထင်နေကြအောင်မှာပဲအဲ့ဒီတော့နောက်တစ်ခါအဲ့လိုမျိုးချက်ဖြစ်လာရင်ခဏလေးရပ်ပြီးတော့စဉ်းစားကြည့်ပါ ဘာလို့ငါကြမှာပဲဒီလိုဖြစ်နေရတာလဲလို့မင်းနေမဲ့အစားကိုအခုအထိဘာလို့မပြောင်းလဲသေးတာလဲဂျာရီယာကိုမမြင်တဲ့ဘဲအရာတွေကိုပြဖို့ကြိုးစားနေတာလဲဆိုတော့မေးကြည့်ပါ and that is the beginning of breaking the pattern